အလောင်းတော်ကတ်တပအမျိုးသားဥယင်ကစီဒီယန်စင်ဦးစီးနဲ့တက်တော်ဝန်ထမ်းမိသားစုဝင်120ကျော်ဟာစကိုင်းတိုင်းဒေသတွင်းဆေးရပြဿနာတွေကြောင့်စားဝတ်နေရအခက်အခဲကြုံနေရပါတယ်။သုတချမ်းသာပေးပို့ထားပါရခင်ဗျာ။ဒါအတုပေါ့ စကိုင်းတိုင်းမုံရခရိုင်မင်းကင်းကနီပလဲနဲ့ရမပင်ခရိုင်တို့ထိစပ်နေတဲ့အလောင်းတော်ကသပအမျိုးသားဥယျာဉ်က CDM စင်ဦးစင်းနဲ့တတော်ဝန်ထမ်းမိသားစု33ခုဟာလူသူမနည်းတဲ့ဒေါ်လာမှာရိတ်ခါရှားပါပြီးစာဝန်တွေအခက်အခဲကြုံတွေ့နေရတာပါမက်ရှလာစကွေနေကဒေသတွင်ပရိဒအဖွဲ့တွေနဲ့ဒေါ်လာရေးအဖွဲ့တချို့ကစင်ဦးစည်းတွေနဲ့ဝန်ထမ်းမိသားစုတွေကိုစံတင်120ငွေကျပ်320ပေပြူမျိုး၃နှစ်နဲ့စားသုံးစည်းတွေ၄ချိန်မြောက်တွားရောက်ပေးဖို့ကူညီခဲ့ပေမဲ့ဒီနှစ်လုံးစာအတွက်လုံလောက်တဲ့အခြေအနေတော့မရှိ Gewalt. ဒီအလောင်းတော်ကတပါဆိုတာအာဆီယာနှမိုင်းဝင်ဒေတာလည်းဖြစ်တယ်လေမြို့မြို့နယ်ဆိုင်တာတွေကမှဝင်ကြီးဌာနပေါင်းစုံကနေလည်းတည်တင်တယ်မြို့နယ်လူကြီးလုပ်တဲ့လူတွေလည်းတည်တင်တယ်ပြည်သူပိုင်စင်တွေဖြစ်နေတဲ့အတွက်တောင်းလျှောက်တဲ့မိသားစုက30နဲ့3ဦးရှိတယ်ဗျာလူဦးရေ129ယောက်စင်ကောင်းရေ36ကောင်းအဲ့ဒီစင်တွေဦးဒီပြည်သူတွေကမှသောင်းကြီးတွေအတွက်တာဝန်ယူဖြည့်ရှင်းမပေးဘူးဆိုရင်သူတို့မှလှုပ်ရှားဖို့ဆိုတာကအခက်အခဲဖြစ်လို့ကျွန်တော်တို့ကအကူအညီစောင့်ရှောက်ပြီးအကျိုးဆောင်ပေးနေတာလေမြို့မြို့နယ်မှာလည်းတာဝန်ရှိတယ်ရင်းမပင်မလဲမှာလည်းတာဝန် ်ရှိတယ်။တနီမြို့နယ်ရဲ့ဖွဲ့စည်းပေါင်းစုံနဲ့တာဝန်ရှိတာတိပါရဲ့နဲ့ဒီစစ်ဝိုင်းတွေကိုတော့ကျွန်တော်ပြင့်မထားတဲ့မူလို့အားလုံးတော်မြို့နယ်လေးမြို့နယ်ရဲ့ဆိုင်နဲ့ဌာနပိုင်းဆိုင်ရာတွေကိုကျွန်တော်အတိပေးနေတာပဲ။ အလောင်းတော်ကသဖအမျိုးသားဥယျင်ဟာအာဆီယံအမွေနှစ်စည်းရုံးဝင်ဥယျင်ဖြစ်ပြီး2021ဆရာနာမသိငင်ကဝန်ထမ်းတွေဟာအစိုးရရဲ့ထောက်ပံ့မှုတွေရခဲ့တယ်လို့ခီးသွွားဧည့်သည်တွေကြောင့်ဝင်ငွေရလန်လဲရှိခဲ့ပါတယ်။အာနာသိမီနောက်မှာဝန်ထမ်းအလုံး CDM ဝင်ခဲ့ကြပြီးလူသူမနည်းတဲ့တောတောင်ထဲမှာနေထိုင်ရတာဒေသတွင်စစ်ရေးပြဿနာတွေကြောင့်လမ်းပန်းခီးပိတ်ဆို့ပြီးရိတ်ခါလမ်းကြောင်းတွေပြတ်တောက်တာနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။အလောင်းတော်မှာသတင်းသုံးသုံးနေတဲ့ဆရာတော်၃ပါးနဲ့ရေမြေပေါ်မှာဝေယဝိဇ္ဇာဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်များကိုတွားရောက်ပြီးတော့လှူဒါန်းခဲ့တယ်ပေါ့ဗျာ။ ဒီကောင်စီသိမ်းပြီးရတယ်သူတို့ကသင်းဆောင်ကြတယ်အတွက်သူတို့စီဝေးရေးသူတို့ကလုပ်နေကြအောင်ပေါ့ဗျာသင်တွေကိုသူတို့ဆောင်ချောင်းနေရဆိုသူတို့စာဝတ်နေရခက်ခဲဖြစ်နေရလေကျွန်တော်လေးနှစ်ရာစီကြီးပေါ့သူတို့အမျိုးထောက်ပံ့ပေးနေတာပေါ့သူတို့ကစီဗီယံဝင်လိုက်တဲ့အတွက်ဒါသာလည်းမရဘူးရင်းတော့သူတို့တထုတ်လို့ရေးပါလေလို့တာဆိုတော့ဖြစ်တယ်လीအခုကျတော့ဘာမှမရတော့ကျွန်တော်တို့ပဲထောက်ပံ့ပေးနေတာပေါ့သူတို့စာဝတ်နေရ မူလာကလောင်းတော်ကသဖကိုသွားတဲ့မုံရွာလမ်းနဲ့ကဏီလမ်းနှစ်ခုရှိခဲ့ပြီးတလောက်ရွာနဲ့ညောင်ပင်လေရွာတောင်ကြီးစခန်းတွေကတဆင့်ခီးသွားတဲ့တွေဟာဆင်တွေစီးပြီးတော်လန်ကိုဖျက်ရတာဖြစ်ပါတယ်။ဆရာနာသိမီနောက်မုံရွာမင်းကင်းကဏီရင်းမပင်ပလဲနယ်တွေအားလုံးမှာချီတွေ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားခဲ့တာကြောင့်ဆင်ဦးစီးတွေနဲ့တတော်ဝန်နမိသားစုတွေဟာရိခာရှာပါတဲ့အခြေအနေနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။ကျွန်တော်တုဒချမ်းသာပါ။